ါရှင်ရန်ကုန်တိုင်းဆက်နေစဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်တော်တို့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ပလဲကျောင်းမြတ်နေကျောင်းဆက်ရွယ်များရောင်းချမြေမြမကျောင်းမြတ်ရန်နာပြပွဲကျင်းပမည်ဆိုတဲ့သတင်း ကိုင်းတိုင်းဒေသကြီးအတွက်ပြည်လံပြေများအထူးပုံရထားဖြင့်ပို့ဆောင်ပေးနေဆိုရတဲ့တာစီရွှေညောင်လူစီရထားတောင်ကြီးရထီစတင်ပြေးဆွဲဆိုရတဲ့နေရကဒရင်ဘုံလေးနဲ့အမေဆုံကဝန်ထမ်း3000ခန့်ထပ်မံလျှော့ချမည်ဆိုရတဲ့ ဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုံလေးနဲ့ပလဲချောင်းမြတ်နှင့်ကြောင်းဆိုင်ရသွဲများရောင်းချမြည်မြမချောင်းမြတ်ရတနာပြပွဲကျင်းပမည်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ ပလဲကြောင်းမြတ်နှင့်ကြောင်းစိမ်းရသွဲတွေကိုပြတာရောင်းချမဲ့မြမကြောင်းမြတ်ရတနာပြပွဲကိုနေပြည်တော်မှာကျင်းပသွားမယ်လို့မြမကြောင်းမြတ်ရတနာပြပွဲဘ ਹੁ ကော်မတီခရမန်ဒီကအတိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါကြောက်မြတ်ပြပွဲကိုတရားစာသားနှင့်တဘာဝပဝင်းချင်းထိမ့်သိရေးဝန်ကြီးဌာနရဲ့ကြီးကြပ်မှုနဲ့အချိန်60မြောက်ကျင်းပထားဖြစ်ပြီးနိုဝင်ဘာလ18ရက်ကနေ26ရက်နေ့အထိနေပြည်တော်မနီရတနာကြောက်စိမ့်ခမ်းမှာကျင်းပသွားမှာဖြစ်ပါတဲ့ ပြပွဲသို့မြမကျောင်းမြေရတနာဥပဒေနှင့်အညီခွင့်ပြုမဲ့ရရှိခဲ့တဲ့နိုင်ငံသားကျောင်းမြေရတနာလုပ်ငန်းရှင်များလိုင်စင်ရယူကကျောင်းမြေရတနာရောင်းဝယ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့နိုင်ငံသားကျောင်းမြေရတနာလုပ်ငန်းရှင်များကိုသတ်မှတ်ချက်များနဲ့အညီတက်ရောက်ဝယ်ယူခွင့်ပြုမယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ငလင်းတင်စကိုင်းတိုင်းဒေသကြီးအတွက်ဘီလံပြေများအထူးကုန်ရထားဖြင့်ပို့ဆောင်ပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်းသင့်စကိုင်းတိုင်းဒေသကြီးအတွင်းပြည်လဲထူထောင်ရှိနေတီဆောင်ရှိလုပ်ငန်းတွေရဲ့အတွက်လိုအပ်တဲ့ပြီးလံမြေတွေကိုအထူးကုန်ရထားနဲ့ပို့ဆောင်ပေးလျက်ရှိတယ်လို့သိရပါတယ်။အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့အစီအစဉ်နဲ့ငလင်းဖေးထံပြည်လဲထူထောင်ရှိနေတီဆောင်ရှိလုပ်ငန်းတွေရဲ့အတွက်လိုအပ်လျက်ရှိတဲ့ဆောက်လုပ်ရှိသုံးပစ္စည်းတွေကိုအထူးကုန်ရထားတွေနဲ့ပို့ဆောင်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။ဒီလိုပို့ဆောင်ရှာမှာစကိုင်း ိုင်းဒေသကြီးအတွင်းရှိပြန်လည်ထူထောင်ရေးနယ်တီဆောင်ရေးလုပ်ငန်းတွေအတွက်ဘီလက်မြေအိတ်9820တန်ချိန်486ထန်းတင်ဆောင်တာထက်အထူးကုန်ရထားဟာရမန်နေ့နနက်ပိုင်းကမန္တလေးမြို့ရွှေကျဲရဲ့ဘူသားတို့ရောက်ရှိလာပြီးစကိုင်းတိုင်းဒေသကြီးအတွင်ပြန်လည်ထူထောင်ရေးနယ်တီဆောင်ရေးလုပ်ငန်းများအတွက်ဆက်လက်ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ် မလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့ရှိငလင်ဖေးထံပြည်လဲထူထောင်ရှိနေတီဆောင်ရှိလုပ်ငန်းတွေရဲ့အတွက်လိုအပ်တဲ့ဆောင်လုံရှိသုံးပစ္စည်းတွေကို အထူးကုန်ရထားတွေနဲ့ပို့ဆောင်ပေးလျက်ရှိရာမှာလက်ရှိအခြေရန်ထိ HRB 500မျိုးအစားတန်ချောင်းလုံးတန်ချိန်1229သရမ63သန်း 4 inches 0.33 mm အမိုးတပြားချက်ရှိ4900တန်ချိန်229သရမ6သစ်တန်နဲ့ဗီလက်မြေအိတ်19460တန်ချိန်953ထန်တို့ကိုပို့ဆောင်ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလပီတာစီရွှေညောင်လူစီရထောင်းတောင်ကြီးရထီစတင်ပြေးဆွဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ဒါစီရွှေညောင်လူစီရထားကိုတောင်ကြီးရထီဒီကနေ့ကစတင်ပြီးပြေးဆွဲပြီးသွားမယ်လို့မြမမီးရထားကတည်ရပါထိ2024ခုနှစ်စတင်ပါလာအတွင်း Rocky Super Typhoon မုန်တိုင်းဖြစ်ပေါ်ခဲ့စဉ်ရေရှမ်းမှုကြောင့်ဒါစီရွှေညောင်တောင်ကြီးရထားလမ်းပိုင်းရှိအချို့နေရာများတွင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တာပါ အစိုးရရထားလမ်းပိုင်းအလိုက်ဦးစားပေးပြုပြင်ခါဒါစီရွှေညောင်လမ်းပိုင်းကို2025ခုနှစ်ဇန်နဝါရီလ31ရက်ကစတင်ပြီးအမှတ်143အစံဒါစီရွှေညောင်ရထားအားအပတ်စဉ်တောက်ကြနေနဲ့အမှတ်142အစုံ ရွှေညောင်ဒါစီရထားကိုအပတ်စဉ်တနင်္လာနေ့ထို့မှပုံမှန်ပြေးဆွဲပေးနေရကနေဒီကနေ့အော်တိုဘားလ31ရက်နေ့ကစတင်ပြီးဒါစီကနေတောင်ကြီးရက်ထိပြေးဆွဲပေးသွားမယ်လို့ဆိုပါတယ် အဒီလိုပြေးဆွဲရှာမှာအမှတ်143အဆန်းရထားဟာတာစီကနေမနက်9နာရီမှထွက်ခွာပြီးတောင်ကြီးသို့ညနေ6နာရီခွဲ အမှတ်142အဆုံးရထားဟာတောင်ကြီးကနေမနက်6နာရီမှစတင်ထွက်ခွာပြီးတာစီသို့ည9နာရီခွဲတွင်ရောက်ရှိမယ်လို့သိရပါတယ်။ အဆိုပါခရီးစဉ်အထွင်းရှိဘူသာစဉ်အလိုက်ရသက်ပေးသွားမှာဖြစ်ပြီးခရီးစဉ်အစားဆုံးအတွက်လက်မှတ်ခအနေနဲ့ယူရိုထံငွေကျပ်12000အထက်တန်းငွေကျပ်14000စသဖြင့်ကြာတဲ့နယ်လူသိရပါထဲရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေဆုံကဝန်ထမ်း3000ခန့်ထပ်မံလျှော့ချမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American E-commerce Company ကြီးအမေဆုံးခအင်ကာနေ့မှစတင်ကဝန်ထမ်း3000ခန့်ရှော့ချသွားဖို့စီစဉ်ထားကြောင်းဒေတာအတွင်းမီဒီယာတခုကဖော်ပြခဲ့ပါတယ်အင်ကာနေနနပိုင်းကစတင်ကဝန်ထမ်းတွေကိုအီးမေးလ်ဖြင့်အသိပေးသွားဖွဲ့ရှိပြီးဒီပမာဏဟာကော်ပိုရိတ်ကုမ္ပဏီကြီးရဲ့ဝန်ထမ်း30ရာခိုင်နှုန်းနီးပါးအထိရှိပါတယ်။ အမေရိကန်မှာပုဂ္ဂလိကဝန်ထမ်းဒုတိယအများဆုံးခံထားသူဖြစ်တဲ့အမေဆုံးဟာကမ္ဘာတဝမ်းမှာဝန်ထမ်းပေါင်းတိတိကျကျ9000တန်းကျော်ရှိပြီးအများစုက9000ဝန်ထမ်းတွေဖြစ်ကောလုပ်ငန်းတာဝန်ပေါင်း3သိန်းခွဲခန့်ရှိပါထိတ်2022ထုံးကဝန်ထမ်း2000ကျော်ကိုထုတ်ပေးခဲ့ပြီးနောက်ယခုကနောက်တစ်ချိန်ဖြစ်လာပါသေး ကုမ္ပဏီမှ AI နည်းပညာတွေအသုံးပြုလာတာကြောင့်ဒီထက်ပိုပြီးဝန်ထမ်းလျှော်နယ်သွားနိုင်တယ်လို့အမေဆုံး CEO Auntie Chelsea ကပြောခဲ့ပါတယ်အချို့သောအလုပ်တွေမှာလူနေနေသားလိုအပ်လာမှဖြစ်ပြီးအခြားသောအလုပ်တွေမှာလူပိုများလာနိုင်တဲ့လို့ဂျက်စီကဝန်ထမ်းတွေထံမှတ်စုရေးသားပေးပို့ခဲ့ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစည်နေစဉ်သတင်းရဲ့အစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့မြန်မိုးထပ်ပါ။